အမေရိကန်တမရဒေါ်နယ်ထရပ်ရဲ့တိုက်ရိုက်တန်းခတ်မှုကြောင့်ယူရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီကြီးနှစ်ခုထိခိုက်မှုရှိခဲ့ပြီးနောက်တမရဗလာဒီမီယာပူတင်ကဂရုမစိုက်ကြောင်းတုံ့ပြန်ဖြိုးချလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုဒေါ်နယ်ထရမ့်ဟာယူရှားနိုင်ငံရဲ့အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုထက် Rosneft နဲ့ Lukoil ကိုစီးပွားရေးအရာပိတ်ဆို့တန်းခတ်လိုက်ပြီးယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ Kremlin အပေါ်ဖိအားပေးခဲ့ပါတယ်။ ဒီလိုဖိအားပေးမှုတွေရှိလာပေမဲ့ယူရှားသမ္မတဗလာဒီမီယာပူတင်ကတော့ကြားသပတေးအနေမှာသူတို့ရဲ့စီးပွားရေးအပေါ်ထိခိုက်မှုကိုခရုမဆိုင်ကြောင်ပြန်လည်တွန်းပြန်လိုက်ပြီးရေရှည်လက်နက်များပန်ပိုးပေးခြင်းရဲ့အန္တရာယ်ကိုတတိပေးလိုက်ပါတယ်အမေရိကန်ရဲ့ဒဏ်ခတ်အရေးယူမှုတွေဟာကမ္ဘာရေနံဈေးနှုန်းကို900ခိုင်နှုန်းအထိချက်ချင်းခုန်တက်သွားစေခဲ့ပါတယ်။ဒါအပြင်ယူရှားရေနံရဲ့အဓိကဖောက်တေကြီးများဖြစ်တဲ့တိုင်းပြည်နှစ်ခုစီကလည်းရုပ်တရက်တုံ့ပြန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ ကုန်သွယ်ရေးတည်င်းအမြရဲ့ဖြိုချချက်အရာတရုတ်အစိုးရပိုင်းရေနံကုမ္ပဏီကြီးများဟာအမေရိကန်ရဲ့တန့်ခတ်မှုများကိုစိုးရိမ်တဲ့အတွက်ရေဒိုကာလအတွက်ယူရှားရေနံဝယ်ယူမှုများကိုရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ယူရှားရေလမ်းကြောင်းကရေနံကိုအများဆုံးဝယ်ယူနေတဲ့အိန္ဒိယနိုင်ငံရဲ့ရေနံချက်စယုံများဟာလည်းအမေရိကန်ရဲ့တန့်ခတ်စည်းမျဉ်းများကိုလိုက်နာဖို့အတွက်ယူရှားရေနံတင်သွင်းမှုများကိုတိတိတတ်တာချော့ချတော့မှာဖြစ်တယ်လို့စက်မှုလုံခြုံရေးမှများကဖော်ပြထားပါတယ်။ တချိန်တည်းမှာပဲဥရောပသမဂ္ဂ EU ခေါင်းဆောင်များကယူကရိန်းကိုအကူအညီများဆက်လက်ပေးအပ်သွားမယ်လို့ကတိပြုခဲ့ပါတယ်။နောက်ဆုံးပေါ် EU တန်ခတ်အရေးယူမှုအစီအစဉ်အသစ်မှာယူရှားရဲ့အရေးပြောက်တဘာဝထက်ငွေတင်သွင်းမှုများကိုပိတ်ပင်ခြင်းနဲ့ယူရှားရေနံစစ်ပွဲကိုကုညီရှောင်ရှားပေးနေတဲ့တင်ပေါ်များကိုပိတ်မထားခြင်းတို့လည်းပါဝင်ပါတယ်။ဒါဟာလက်ရှိကမ္ဘာနိုင်ငံရေးနဲ့စီးပွားရေးနယ်ပယ်တွေမှာယူရှားအပေါ်ဖိအားပေးမှုတွေပိုမိုမင့်တက်လာတဲ့အရေးကြီးတဲ့အခြေအနေတရားပဲဖြစ်ပါတယ်။